မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှာကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့အနောက်ဆုံးရသတင်းထူးထူးအုံများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ယခုကဗမာဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ မြန်အောင်လိုင်းကမြန်မာနှစ်သက်ကိုကာလာအကျဉ်းသားတို့လွန်ငင်းတတ်တာခွင့်ပေးရန်ရှိနေပြီးအာဆီယံအသီးအမှတ်ပြုမှုရယူလို့ဆိုရတဲ့တွင်မဲ့ဖြစ်ပါရဲ့ချင်းအကျဉ်းဘက်ဆက်ကောင်ဆောင်မြန်အောင်လိုင်းဟာမြန်မာရွေရနှစ်သက်ကိုကာလာလှုပ်ဆောင်မြေဖြစ်သောအကျဉ်းသားများလွန်ငင်းတတ်တာခွင့်ပေးရန်ရှိနေပြီးအဆိုပါလွန်ငင်းတတ်တာခွင့်ဖြင့်အာဆီယံ၏အသီးအမှတ်ပြုမှုနှင့်ချီးကျူးမှုရယူလို့နေကြောင်းနေပြည်တော်ဆက်ဘက်တွင်ရင်းမြစ်ကပြောဆိုသည်အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ် NY ဖိတ်ကြားချက်အရဧပြီလ19ရက်နေ့ထိုင်းနိုင်ငံ န်ဘန်ကောက်မြို့သို့တွားရောက်ပြီးအာဆီယံကောင်ဆောင်များနှင့်တွေ့ဆုံရန်ရှိနေသောမင်းအောင်လှိုင်ကမြန်မာနေတဲ့ကုန်းနှစ်စန်းတရံနေတွင်လွှင့်ငင်းသက်သာအခွင့်များကြေညာရန်ရှိကြောင်း ရှင်းတို့ဂျင်ညာရရင်အကျဉ်းသားများကိုလက်ပေးခြင်းဖြင့်အာဆီယံအသိမှတ်ပြုမှုကိုရယူလိုသည့်သဘောရှိနေကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်မြကပြောဆိုသည်နှစ်သက်ကူမှလွန်ငင်းချမ်းသာခွင့်ပေးမယ်လို့သိရပါတယ်အကျဉ်းသားတွေထက်လွန်မယ်ဆိုပေမဲ့ရာဇဝတ်အကျဉ်းသားတွေပဲတော်တော်များများပါနိုင်ပါတယ်အာဆီယံမီတင်ခေါ်တာတော့နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့အကျဉ်းသားတချို့ကိုလည်းလွန်နိုင်တယ်လို့သိရပါတယ်နိုင်ငံတော်တိုင်းမင်ငန်တောင်ဆန်းစုကြည်နဲ့သမရအဝေးမြင့်တို့ကိုတော့လွတ်မဲ့အခြေအနေမကြရပါဘူးဟုနေပြည်တော်စစ်ဘက်တရင်ရင်မြကပြော ဆိုသည်အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါကထိုင်းနိုင်ငံဘန်ကောက်မြို့တွင်အဇမ်ဘတ်စစ်ကောင်စာမင်အောင်လိုင်းနှင့်အာဆီယံကောင်စာများမနက်ဖြန်ဧပြီလ18ရက်တွင်တွေ့ဆုံရန်ရှိနေပြီးအဆိုပါတွေ့ဆုံမှုမှာအပြည့်အခက်ရက်စဲရေးပြီးငလင်ပေးအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိုအဓိကဆွေးနွေးသွားမည်ဖြစ်ကြောင်း အာဆီယံ၏မြမအရေးဖြေရှင်ရင်ပုံသဘောတူညီချက်၅ချက်ကိုဆက်လက်ကင်ဆယ်ထားစေဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုထားသည်ဆက်လက်ပြီးမကူညီလည်နေပါမနှောက်ယှက်ပါနှင့်ဆိုတဲ့သတင်းဆောင်ပါကိုတင်ဆက်ပေးပါမယ်ရှင် ထိုကဲ့သို့စာတမ်းမှာဆိုင်ပုံများကိုငလင်ပေတင်းသည့်နေရာအနှံပြတွင်ချိတ်ဆဲထားရရမလို့ဖြစ်လာသည်စစ်ကောင်စီကမန္တလေးတွင်ငလင်တန်းသည့်ပြည်သူများအားအကူအညီများပေးနေသည်ကိုပုံမှုထိန်ချုပ်ရန်ကြိုးပမ်းလာမှုများသည်စေတနာဝန်ထမ်းအကူအညီပေးနေသူများအားကြောချမ်းသွားမတဲ့ဖြစ်လာစေခဲ့သူဖရနာမြန်မာမှကိုတွေ့ကြုံခဲ့ရသူများ၏တင်ပြချက်များကိုကိုကတင်ပြထားပါသည် မန်ရှလ28မြင်းကလေးကြီးကြောင့်မန္တလေးအောင်မြေသားဆန်ရက်ကွက်နေဦးစိုးလိုအမြင့်ရင်မဟုတ်နဲ့မိသားစုကိုချစ်ချစ်တောက်ပူပြင်းလာသည့်လမ်းမောသို့တွန်းပို့ပစ်ခဲ့သည်အိမ်ဒီနေလိုမြောက်အောင်ပျက်စီးသွား၍ကျုံးရှိပပက်လေးရှိဆောက်ပေးထားသောရွက်ပြင်းတဲများရတဲ့နေနေကြရသည်၎င်းတို့အပါဝင်ရှားပေါင်းများစွာသောငလင်ပေသည့်မိသားစုများသည်စစ်ကောင်စီဘက်မှအကူအညီမဲမဲရရမရသောညလေးစားရည်တောက်ရည်အတွက်စေတနာဝန်ထမ်းအဖွဲ့များ၏ထောက်ပံ့ကူညီမှုများကြောင့်ပထမရက်သက်တပတ်အတွင်းတော်တော် လေးအဆင်ပြေခဲ့ကြသည်ဟုဆိုသည်ထို့သောအစဉ်ပြေခဲ့ရခြင်းမှာလည်းအခြေအနေများရှုပ်တွေ့နေသောကာလဖြစ်၍ကုညီပေးသူများနှင့်ကေဆေးအဖွဲ့များကိုအတားဆီးမရှိလောက်ခွင့်ပေးထားခဲ့သောကြောင့်ဖြစ်သည်ဧပြီလ9ရက်နေ့တွင်သောအခြေအနေများကအပြောင်းလဲကြီးပြောင်းလဲခဲ့သွားရပြီဖြစ်သည်အနာသိန်းအဖွဲ့တူကောင်းဆောင်ဆိုရင်မှနေပြည်တော်ရဲ့စီဝေခေါ်ယူပြီးကေဆေးရေးနှင့်ထောက်ပံ့နေသူများအလုံး၎င်းတို့ထံမှခွင့်ပြုချက်တောင်းခံရမည်ဟုညွှန်ကြားလာခဲ့ခြင်းကြောင့်ဖြစ်သည် နောက်တနေ့မှာပင်ရက်ွက်အုတ်ချုပ်ရေမှုများကရွှေပြင်တဲများ sharing ဆိုင်ပုံများစပွဲကလတိုင်များခင်းကအခမ်းအနားနေရာယူလာကြပြီးအစားအသောက်များဝေငှမြေမြေသူမဆို၎င်းတို့ထံတွင်ကိုယ်ရေးအချက်လက်ဖောင်းဖြည့်ပြီးခွင့်ပြုချက်ယူရမည်ဟုဆိုသည် ထို့သို့လှုပ်လာသည့်အတွက်လာရောက်လူသူများနေပါသွားပြီးရခိုင်တနည်းလျင်ဆယ်ပွဲလောက်ရှိကြရမှာနှစ်ပွဲလောက်သာရှိလာတော့သည်မန္တလေးရင်းဧပြီ9ရက်6ရက်တွင်လျှက်တပြတ်မိုးတဲထန်းစွာရွာသွန်းခဲ့မှုကြောင့်အိုအိမ်မဲ့ပြည်သူများအမိုးကအောက်ရောက်ရှိရသည့်အရေးတကြီးလိုအပ်လာခဲ့သည်ဧပြီလ9ရက်နေ့တွင်ရက်ဖြင့်တဲများရှိရက်ွက်အတီတီနံပါတ်များရေးထိုးထားသော အနေအောင်ဆိုင်ပုံများအနေဖြင့်စစ်ကောင်စီမှဖွဲ့ပြထားသော ဖာတာလာဖာခေါ်တဲ့ရှေးအင်းကြီးအပြများဝဲကနံပါတ်တုံများကင်ဆောင်ထားတဲ့ volunteer လုံးစုံရဲ့ဖွဲ့များပေါ်လာကြသည်၎င်းတို့ကြောင့်လည်းငလင်ပေတင်သူများလုံးစုံရဲ့အတွက်ပြောနေကြတော့လေတကယ်တမ်းတွင်အလှရှင်များ၏ကုညီထောက်ပံ့နေမှုများအားမြေတို့ဝေငှနေသည်ကိုစီမံခန့်ခွဲရန်ရောက်လာကြခြင်းဖြစ်သည်၎င်းတို့ကကိုတိလက်ရောက်ဝင်ရောက်ဟန်တာခြင်းမျိုးမရှိတော့လေစတိတ်ဖိနေအုပ်ချုပ်မှုများအောက်တွင်နေလာခဲ့ကြရသည့်ပြည်သူများကတော့ကြောချမ်းစရာကောင်းလာအောင်ထိတ်တလန့်ဖြစ်လာကြရသည် ။ဆိုဝင်ကန်တလိုင်မှုကြောင့်ရန်ကုန်မှရောက်လာသူများနေပါသွားပြီးရှောင်းနေသည့်အဖွဲအစုပင်ပြန်သွားခဲ့ကြသည်။ မရန်ကုန်မြို့နယ်တွင်အလွန်ငွေကောက်ခံနေသူများလည်းခွင့်ပြုချက်မရှိ၍ဆိုကားတားမြစ်ခံခဲ့ရသည့်ခွင့်ပြုချက်အတွက်ရက်ွက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများရေစခန်းများသို့တွား၍ထောက်ခံစာဆင်းသက်တောင်းယူကြရမည်ဖြစ်သည်ရခိုင်အလွန်ငွေကောက်ခံထားပေသူများပင်မြို့သို့ဝင်ငှပေးရမည်ကိုမသိဖြစ်လာနေသည်ရန်ကုန်မှအဖွဲ့ဝင်30ပါအဖွဲ့သည်၎င်းတို့ရရှိထားသောအလွန်ငွေသိန်း40အားလိုအပ်သည့်စေဝါပစ္စည်းများဝယ်ယူနိုင်ရန်60စည်းရုံတို့ရောက်ရှိလာက စေယုံဝင်းအပြင်တွင်ဆောင်နေကြသောစစ်သားများထွက်လာပြီးခွင်ပြုချက်စာရွက်ပါမပါမေးမြန်းခဲ့တယ်။စေယုံတာဝန်ရှိသူများပင်ခွင်ပြုချက်မပါ၍လက်မခံရဖြစ်နေကြသည်။နောက်ဆုံးစေယုံဝင်းနှင့်တူကသူ့ဝင်းကပေးပါလာမည်ဟုပြောလာပြီးမတက်တာသည့်ဆုံးပေးခဲ့ရသည်ဟုဆိုသည်။အလားတူအဖြစ်များကစေယုံအများအပြားတွင်ဖြစ်ခဲ့ပြီးခွင်ပြုချက်မရ၍ဝင်းရောက်လူဒန်းနိုင်ခဲ့ခြင်းမရှိဟုအလူရှဲများကပြောပြခဲ့ကြသည်။ပြင်မနာမျိုးအနေရှိဂရင်တရာဆန့်ယာယီစေယုံနှင့်တော့ကိဝါမှယူထားလိုက်သည်ဟုဆိုသည်။ အစာအုပ်ပြက်များအောင်ပိတ်မိနေသူများအားကယ်ဆယ်နေသည့်အဖွဲ့များလည်းအလားတူကန့်သတ်မှုများနဲ့ကြုံနေကြရပြန်သည်ရှန်ကုန်မှကယ်ဆယ်ရေးအဖွဲ့များငလင်းလှုပ်ပြီးလင်းလှုပ်ခြင်းတကားမရှိဒါမရှိဝင်ထက်နိုင်ငယ်ရေးအရေးကြီးသည့်82နှစ်တွင်လူအသက်ပေါင်းများစွာကယ်တင်နိုင်ခဲ့တော်လဲဆိုဝင်းဧပြီလ9ရက်အမိန်ကြောင့်မြို့ပြင်တွင်စစ်စီရေးဂိတ်များချလာပြီးခွင့်ပြုချက်မရကဝင်ခွင့်မပြီးတော့ဟုဆိုသည် ကယ်ဆယ်ရေးအဖွဲ့တော်တော်များများလည်းစစ်ဆေးရေးကိများမှလှည့်ပြန်ခဲ့ကြရသည့်ဧပြီလ၈ရက်နေ့တွင်နေပြည်တော်တွင်လှည့်လည်ကြည့်ရှုခဲ့သော Frontier အဖွဲ့သည်တမျိုးလုံးနှင့်ကယ်ဆယ်ရေးလုံနေသောအဖွဲ့တစ်ဖွဲ့ကိုသာတွေ့ခဲ့ကြသည်ဆရာနာသိန်းအဖွဲ့သည်၎င်းတို့လည်းမကူညီသည့်အပြင်ကူညီသည့်လူများကိုလည်းဟန်တားနေကြခြင်းဖြစ်သည်နောက်ထပ်ရရှိသောတရင်အရာအဆောက်အဦပြက်များမှထွက်ပေါ်လာသောအုတ်ချိုးအုတ်ဘက်တန်ချိန်စုစုပေါင်း1.5တန်ခန့်ရှိမည်ဖြစ်ပြီး ထရကားများဖြင့်အခောက်ရီတသိန်း2500ခန့်ဖေရှားရမည်ဟုကုလဖွံ့ဖြိုးရေးအစီအစဉ် UNDP မှခံမှန်းထားသည်ဟုသိရသည်လူပေါင်း6000ခန့်နှင့်ရာရွက်ဖြင့်တဲများ၏နေထိုင်နေကြရစေဖြစ်သည်ပြည်လက်မြေတန်နှင့်အခြားဆောက်လုပ်ရေးပစ္စည်းများလည်းဈေးများအဆမတန်တက်နေပြီးရှားဖို့ပင်မလွယ်ဟုဆိုသည်နေပြီးတော့ပြန်လည်တည်ဆောက်ရေးအတွက်တစ်ပြေးနေတဲ့ကန်ထရိုက်တာတွေလည်းမင်းအွန်လိုင်းသားအောင်ပြေဆုံးမင်းဖြစ်တဲ့ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမည် ဆလဘိကျုံတို့မြို့ကန်းနီစံပြကျေးရွာဘုံကြီးကျောင်းကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်မှုတွင်အသက်၃နှစ်အရွယ်မှအသက်၅နှစ်အရွယ်ထိကလေးငယ်လေးဦးအပါအဝင်၆ဦးသေဆုံးဆွဲခြင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်ပြည်နယ်ကျုံတို့မြို့ကန်းနီစံပြကျေးရွာဘုံကြီးကျောင်းကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်မှုတွင်အသက်၃နှစ်အရွယ်မှအသက်၅နှစ်အရွယ်ထိကလေးငယ်လေးဦးအပါအဝင်၆ဦးသေဆုံးခဲ့ကြောင်းဒေသပြည်သူများနှင့်မွန်လွန်မြောက်ရေးတပ်မတော်ထံမှသိရှိရသည်။ ရှမန်နေဧပြီလ15ရက်နေ့နနက်7:30မိနစ်အချိန်မှာမွန်ဒေး7:30မိနစ်အချိန်ထိ ကော်ဂရိတ်မျိုးနဲ့ဂျုံတို့မျိုးကန်နီဆန်းများခြေရွာရှိဖုန်ကြီးကျောင်းကိုစစ်ကောင်စီကဝိုင်းကေဝမ်တက်တီတိုက်လေရင်ဖြင့်ပုံကျဲချရာရင်အသက်၃နှစ်အရွယ်ကလေးငယ်နှစ်ဦးဖြစ်သည့်မိကျကျမွန်နဲ့မင်းကွန်ပလေအသက်၉နှစ်အရွယ်မင်းလင်းပြေအောင်အသက်၅နှစ်အရွယ်မိဘဖူစင်အသက်၃၄နှစ်အရွယ်ကိုမျိုးအသက်86နှစ်အရွယ်ဒေါ်သိန်းရှင်စုစုပေါင်း၆သိန်းဆုံးခဲ့ကြောင်းထိုပင်ပြည်သူ9ဦးကိုရင်၈ပါးတန်ခါ၂ပါးအပါအဝင်20ဦးနေပါထိခိုက်ဒဏ်ရာရရှိကြောင်းသိရှိရသည်ဒဏ်ရာရတဲ့သူတွေထဲ ်မှာလည်းအခြေအနေမကောင်းသူတွေပါပါတယ်။ကလေးလေးဦးကတော့ပွဲချင်းပြီးပဲလေရင်ကဘုံ30လောက်ကျဲချသွားတာလေရင်ကိုပြန်ဝယ်ကင်းထောက်ပြီးတော့မှဘုံကြီးချောင်းတက်တယ်ကိုဘုံကျဲချတာဒုံချီနဲ့ပြတာလေရင်ဘော်ကနေဟုကန်းနီကျေးရွာမှာဒေသပြည်သူတို့ကရှန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောဆိုသည်။ထို့ပြင်ကျုံတို့မြို့နေတွင်တိုက်ပွဲဖြစ်ပွားနေသဖြင့်စစ်ကောင်စီခမရ945 946တရင်များကလည်းရေဘူးကြီးကော်ဝါလဲဝင်းပြနောင်တမန်တမိန်တော်တောင်ကမရိုင်မိကလုံကန်းနီစံမြကျေးရွာများကို လက်နက်ကြီးဖြင့်ပြည်သူကိုရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းမွန်လွလက်ရည်တမရောကထုတ်ပြန်ပြောဆိုသည့်တိုက်ပွဲတွေကတော့ဂျုံဒိုနာမှာပြင်းထန်နေတယ်ဒီတစ်ခေါက်ဖြစ်တဲ့တိုက်ပွဲကပြင်းထန်နေတက်ကလေးလေးချောင်းတိုက်ခိုက်မှုကိုအရန်ကိုလုံနေတာဟုဒေသပြည်သူကရှင်းလင်းပြောဆိုသည် ရခိုဆက်လက်ပြီးမန္တလေးမှာရခိုညပိုင်းငလင်တန်းထိတိုက်တလုံးထမ်းမန်းပြိုကြမိုးတဲ့တဲ့အစွာရွာပြီးနောက်မန္တလေးမှာတိုက်နှလုံးပြိုကြတာဖြစ်ဆွေးသင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးမြို့ချမ်းဧတာဇံမြို့နယ်89လမ်း32လမ်းနဲ့32လမ်းကြားပဲဝင်းရက်က3တပ်ခွဲတိုက်တလုံးရမန်နေညာ10နာရီကျော်ကပြိုကြပျက်စီးခဲ့တယ်လို့သတင်းရရှိပါရတယ်။တိုက်ပြိုကြမှုဟာလူထိခိုက်တာမရှိဘူးလို့ဒေသခံတွေကပြောပါရတယ်။ ဧပြီလ15ရက်နေ့ပိုင်းမန္တလေးမြို့မှာမိုးသည်ထန်စွာရွာသွန်းခဲ့ပြီးနောက်ငလင်တန်းတဲ့အဆောင်အချို့ပြိုကျလဲကျနေတာဖြစ်ပါတယ်။ ဧပြီလ15ရက်နေ့ညနေပိုင်းကလည်းမန္တလေးမြို့26လမ်းလမ်း80နဲ့81လမ်းကြားကငလျင်တန်းထိထားတဲ့၃တပ်ခွဲတိုက်တလုံးပြိုကျခဲ့ပြီးမိုးရွာချိန်ပြိုကျသွားခြင်းဖြစ်ကလူသူထိခိုက်ကြတော့မရှိလို့မြို့ကန်တွေကဆိုပါတယ်။မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကျောက်မန္တလေးမြို့မှာဖျားစီတီနဲ့အိုးရင်အဆောင်အများပြပြိုကျပျက်စီးကလူ2000ကျော်သေဆုံးပြီးအဆောင်ပြက်တွေအောက်ပိတ်မိပျောက်ဆုံးနေသူလဲရှာနေချီရှိနေပါတယ်။